ားလုံးပဲမင်္ဂလာပါဘေးရင်ဝင်မကျိုးတူပါလေကျွန်တော်မနောပေတယ်ပါဒီတစ်ခါမှာတော့နမိတ်ကြီး၈ပါးနဲ့ပတ်သက်ပြီးဖော်ပြပေးခြင်းပါလေနမိတ်ရှိတဲ့ဆိုဒီမှာနံပါတ်၁နင်းတာနာခြင်းနံပါတ်၂ပွဲတက်ခြင်းနံပါတ်၃မူချိုးပြင်းသုံးဖို့လောင်မိကြခြင်းနံပါတ်၄ဆက်တက်ဆိုးပေါက်ခြင်းနံပါတ်၅ ငှက်ဆူနာခြင်းနံပါတ်6တောင်ဖို့ပေါက်ခြင်းနံပါတ်9ရင်မဲရိုင်းဝင်ရခြင်းနံပါတ်10ပြားကောင်းများဝင်းရင်ဆွဲခြင်းစသည်တို့ဖြစ်ကြပါလေနေတိုက်တာအဆောက်အဆောက်ဥပဇာ၌လကောဝင်းချံအတွင်း၌လကော အရေတပါးပါးမှအကြောင်းနမိတ်များဝင်လာခဲ့သောအကောင်အဆိုးတို့ကိုစီစစ်ညှို့နှိုင်းပြီးဖြေထုတ်နိုင်ပါလေကျိုးတင်ကာဝတ္တဆီရနိုင်ပါအရင်တော့အရေးရှိမျက်နှာကိုမှတ်သားထားပါတနင်္ဂနွေရှင်းမြောက်တော့တနင်္လာအရှိတောင်အင်းကရှိတောင်တာဘုရဟုတောင်တာကြာသာပြီနောက်တာတောက်ကြမြောက်တာ စနစ်အနောက်တောင်ယာဟုအနောက်မြောက်တောင်တို့ဖြစ်ကြပါနမိတ်ရှိပါတဘာဝဝင်ရောက်လာခဲ့ရင်ကြက်ချီမတ်သားပါရဲ့တောင်မျက်နှာများဖြစ်ပါက မကောင်းသောစုပြင်းတို့ကြောက်ရောက်ပြီးအမဲအမတ်သားပါအဲ့တောင်မျက်နှာများဖြစ်ပါကကောင်းသောကြိုးစီပွားတို့ဖြစ်ထွန်းစေနိုင်ပါအဲ့ဒါကိုပထမဦးစွာမှတ်သားထားပါ အမိတ်ရှိပါတပါပါအဆောက်အုံနဲ့ခြံဝင်းအတွင်းသို့တနင်္လာရက်အရှိရက်မှဝင်လာခဲ့တော့အဲ့ဒီအင်းရှင်မှာစီးတဲ့ဥစ္စာပြည့်စုံဆုံးရုံးမီဖြစ်ကြအမှတ်ယူရမည်ဖြစ်ပါနမိတ်ရှိပါတပါပါအင်္ဂါရအရှိတောင်တောင်မှာအဲ့ဒီရက်မှဝင်လာခဲ့တော့အဲ့ဒီအင်းရှင်များမှာတစုံတရာသောသူနဲ့အကြည့်ကျင်ခုံရခြင်းတရားယုံသူရရှိရတဲ့ခြင်းဖြစ်ကြ အမှတ်ယူရမှာဖြစ်ပါနမိတ်ရှိပါဓမ္မတပါးပါဗုဒ္ဓဦးရဲ့တောင်ရဲ့မှာဝင်လာခဲ့တော့အဲ့ဒီအင်ရှင်မှာသေးလာတော့အသက်အန္တရာယ်နဲ့ကြုံရတတ်ပြီးသီလအာဏာယောဂကြောက်သွက်တဲ့ကြောင်းမှတ်ယူရမှာဖြစ်ပါနမိတ်ရှိပါမှာတပါးပါသနေတောင်နောက်တောင်တောင်မှအရက်မှဝင်လာခဲ့တော့အဲ့ဒီအင်ရှင်များမှာ ပစ္စည်းဥစ္စာတို့တစ်ခုခုခံရတဲ့ချင်း လူလိန်ခံရခြင်းဒါပြလူသူတို့တိုက်ခိုက်လူရဲ့ခြင်းကိုခံရတဲ့အကြောင်းမှတ်ယူရပါမယ်ကောင်းကျိုးကိုဖြစ်ပေါ်စေမိအရေးလေးမျက်နာကတော့အဲ့ဒီနမိတ်ကြီးရှိပါမှတပါပါကြာတာပြေးအရေးအနောက်အရေးမှာဝင်လာခဲ့တော့အဲ့ဒီအင်ရှင်မှာယောက်ျားဖြစ်ပါကမိမရတဲ့ပြီးတော့မိမဖြစ်ပါကယောက်ျားရတဲ့အကြောင်းမှတ်ယူရမှာဖြစ်ပါ နမိတ်ရှိပါမှတပါးပါရာဟုတောင်အနောက်မြောက်တောင်ရဲ့မှာဝင်လာခဲ့တော့အဲ့ဒီအင်းရှင်များမှာသီးတဲ့ဥစ္စာထုခဲ့စွာတိုးတက်ခြင်းဇောရမူတမ်းဖြစ်ပါကရာထုတိုးခြင်းထီပေါက်တက်ခြင်းဖြစ်တဲ့ကြောင့်မှတ်ယူရပါမယ်နမိတ်ရှိပါတပါးပါတောက်ကြရဲ့မြောက်ရဲ့မှာဝင်လာခဲ့တော့အဲ့ဒီအင်းရှင်မှာပြည့်စုံဥစ္စာချမ်းသာကြွယ်ဝသောတထေကြီးဖြစ်တဲ့ကြောင့်မှတ်ယူရမှာဖြစ်ပါ မိတ်ကြီးရှင်းပါမှတပါပါဓနွေငွေတောက်ရှင်းမြောက်တော့ရက်မှဝင်လာခဲ့တော့အဲ့ဒီအင်ရှင်မမင်းဆိုရတော့ဤပူတော်ချင်းမြောက်ရှင်းဟိုခံရပြီးတော့ရာဓုစီတင်ကြီးမြင့်တော့မိဖြစ်ကြောင်းမှတ်ယူရမှာဖြစ်ပါတယ်ကဲဒါလောက်ဆိုရင်နမိတ်ရှင်းပါအကြောင်းဘုဒ္ဓရာရောက်ပြီးထင်းပါတယ်အားလုံးမမိတ်စီများရှင်လဲချမ်းမြေ့ကြပါခင်ဗျာ